အခုတင်ဆက်ပေးမယ့်သတင်းကတော့ဘုတ်အဖွဲ့ရဲ့ထောက်ပံ့မှုမလုံလောက်တာကြောင့်အာဆင်နဲ့ရှမ်းပြည်မဖြစ်ဘူးလို့ဝေဖန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နဲ့အသင်းဟာလက်ရှိချိန်မှာဘုတ်အဖွဲ့ကအသင်းအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေလုံမပေးနိုင်တာကြောင့်ရှမ်းပြည်စုတွေနဲ့အလန်းဝေးနေတာဖြစ်တဲ့အာဆင်နဲ့အသင်းပရီးမီးယားလိရှမ်းပြည်စုကိုနောက်ဆုံးရောင်းနိုင်ခဲ့တဲ့2003ခုနှစ်ကအကစားဒရိုက်တာအဖြစ်နဲ့တောင်းယူခဲ့တဲ့ကီအဒယ်မန်ကဝေဖန်လိုက်တယ်လို့သိရပါတယ်။ကီအဒယ်မန်ဟာအာဆင်နဲ့အသင်းမှုဆောင်ချုပ်ဟောင်းဒေးဗစ်ဒိန်း နေပြအာဆင်ဝင်ကောင်းနဲ့လက်တွဲပြီးတော့အာဆင်နယ်တင်ကိုပရီးမီးယားလိဂ်မှာ ရှုံးဝဲမရှိရှမ်ပီယံဖြစ်အောင်ဆက်ဆောင်နိုင်ခဲ့တဲ့တော်ဦးလေးဖြစ်ပါတယ်။ကဲအဒမန်ကရှုံးဝဲမရှိနဲ့ရှမ်ပီယံဖြစ်ခဲ့တဲ့အာဆင်နယ်တင်မှာအရေးပါတဲ့ကစားသမားတွေဖြစ်တဲ့ရောဘတ်ဘီယက်ဝီဒေါ့ဆိုကန်ဘန်ကီဘာတိုဆေးပါဂျန်လီမန်နဲ့ဗီရက်စတဲ့ကစားသမားတွေကိုအာဆင်နယ်တင်ကိုရောက်ရှိအောင်ဆက်ဆောင်နိုင်ခဲ့တာမျိုးတွေကိုလက်ရှိအာဆင်နယ်တင်မှာလုံဆောင်နိုင်ခြင်းမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်။ လက်ရှိနေပြအာဒီတာဟာအစနေတဲ့အတွက်အကောင်ဆုံးဆက်ဆောင်ပေးနေပေမဲ့အသင်းဘုတ်ခွဲဘက်ကရှမ်းမီယံဖြစ်လာအောင်ထောက်ပံ့မှုမျိုးမလုပ်သေးသေးအစနေတဲ့အရှမ်းမီယံစုတွေနဲ့ဝေကွာနေဦးမှာဖြစ်တယ်လို့ကိရဲ့ထင်မှန်ကဝေဖန်ခဲ့ရလို့သိရပါဗျ။ဒီတဲ့ရင်ကတော့ငင်းချောင်းဝါပြပလာပါ